ဒီလူတက်မှုကိုကြည့်ရတာတွင်းတိုင်းအောင်လို့မဟုတ်ဒါပေမဲ့ဒီလူတက်မှုကိုမင်းဘယ်လိုထင်ကြာမိလောင်မိတရားထင်တယ်မိလောင်မိတရားဒီလူတက်မှုကိုကြည့်ရတာတော့ငါထင်တာကတော့ဒါရင်းနပြီးတည်တာကွာထားလိုက်ပါတော့ဒီကိစ္စအကောဟုတ်ကဲ့အကောကဒီနားအပောင်ဝင်ခြင်းဟုတ်ပါအခုကျွန်တော်တို့တောင်ဝင်ရစင်မင်းများဆရာရှိတဲ့ဒီလူတက်မှုနဲ့ပတ်သက်အခုဖြည့်ပေးနိုင်မလားဖြည့်ပေးနိုင်အဲ့လိုထိုင် ကျွန်တော်မင်းမမနေ့ကဒီအိမ်ထဲကိုလူသွားလူလာပြီးပါရှိအာရှိတယ်ဗျမင်းရအကောင်ကြီးမြောက်ဒီအင်းထဲကိုဝင်သွားတွေ့လိုက်တယ်ပြန်ထွက်သွားတော့ကျွန်တော်တို့ရဲ့ဒီဗီဒီယိုဒီကျွန်တော်တို့ကုန်ပစ္စည်းဖြစ်တဲ့ ပလေကတ်ကိုကျင်ညာခြင်းပဲဖြစ်ပါတယ်။ကျောင်းဗီဒီယိုလေးကိုဟာသမြင်နေတာကြည့်ပေးကြပါ။ဟုတ်တယ်ခွင်းကမျက်နှာမကောင်းဘူးကြာ။ဟုတ်လား။ကျွန်တော်မမရရင်ကြည့်ကြည့်လိုက်ပါအကောင်လေးနှစ်ယောက်ပုံစံအောင်မှတ်မိလားအာမှတ်မိရောဆရာအဲ့ဒီကောင်လေးနှစ်ယောက်ကတစ်ယောက်ကဇမိတ်မရှိဘူးဂရုစမိတ်ကောင်းတယ်ဗျာอืมနောက်တစ်ယောက်ကကြတော့ဇမိတ်ခက်လေခွဲနေတယ်ဒီကောင်လေးတွေမတင်ငါလို့ကျန်တော်တော်သေးသေးရှာတယ်ကောင်လေးတွေကိုချိန်မိတယ် မျက်နှာလည်းမကောင်းဘူးအဲ့ဒါဆိုရင်အဲ့ကောင်လေးနှစ်ကောင်ပုံစံမှတ်မိကြနော်ဟုတ်ကဲ့အေးချာမှတ်မိရဆိုရင်ကျွန်တော်ပုံသူပကြီဆွဲဆရာတယောက်ကိုခေါ်ပေးမယ်အဲ့ပုံသူပကြီဆွဲဆရာကိုမှတ်မိတလို့ပြောပြပေးနော်ဟုတ်ပြီဟုတ်ပြီဟုတ်ကဲ့ရတယ်โอเคအဆင်ပြေတယ်ဒါတော့ကမ္ဘာအတော်ဆုံးပုံသူပကြီဆွဲဆရာမောင်ပိုင်တခွန်နဲ့အဲ့မတင်ငါဆရာလူနှစ်ယောက်ရဲ့ပုံကိုသူ့ကိုတေချာပြောပြလိုက်သူပုံဆွဲပေးလိုက်နော်အဆင်ပြေလားအပြေးတာပေါ့ဗျโอเคโอเคအပြောပြလိုက်နော် ဟိုဟာကောင်လေးတယောက်သပင်မရှိတဲ့သပင်ကတုံးသပင်ပေါင်းတဲ့ကောင်လေးရဲ့ကောင်လေးပါမျက်နှာဝိုင်းနေတယ်မျက်နှာဝိုင်းသပင်ကတလမတော့မရှိဘူးโอเคတလမသပင်တလမတလမသပင်တလမကောင်ကစိတ်မျက်လုံးကပဲရှိရဗျစိတ်မျက်လုံးနဲ့ ဆရာပုံဆွဲတာပြီးပြီလားပြပါဦးပုံကတော့ပြီးပြီရောဆရာကြီးကြီးလိုက်အောင်ဟာသိတယ်ဒီကောင်တွေကိုသိတယ်ဒီကောင်ကမွှင်းနေဒီကောင်ကပိုင်ကြီးဒီနှကောင်သိတယ်ဒီကောင်တွေကနမဲဇုံးနဲ့ကြော်ကြားနေတယ်ကောင်နှကောင်ကျေးဇူးတင်နေဆရာနော်ဆရာတွေရတယ်ဆရာကိုလည်းကျေးဇူးတင်တယ်ရပါဆရာနေအောင်လုံးကျေးဇူးတင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီအမှုကိုရအောင်ဖော်ထုတ်မယ်ကျွန်တော်ကမတရားမှုတွေကိုရှာဖွေနေတဲ့အချို့မဟုတ်ပလင်းတတ်တာဟာ စာပလင်းသားသားမဟုတ်ဘူးဗျာစာပလင်းသားသားမဟုတ်ကျွန်တော်ကအချိုမိုပလင်းသားသားမှတ်ထားတော့ကျွန်တော်နာမည်ဟုတ်ဟုတ်တယ်ပါโอเคဒီမှုကိုကျွန်တော်ရအောင်ဖော်ထုတ်မယ်အဲ့ရောင်းနေဒီနားမှာမွေးနေနေပိုင်းကိုမင်းတို့သိမွေးနေဆိုတာကြုတ်ပိုင်းဆိုတာလည်းကြုတ်ပဲဟာအဲ့ဒါဆိုရင်ငါဖမ်းနေကျွန်တော်ကဗာပြည့်ရှိလို့လေဗာပြည့်ရှိလို့လေဟုတ်လားမင်းတို့စုပ်ဖောက်တက်တဲ့အမှုနဲ့ငါဖမ်းတာငါနာမည်ကိုလည်းမင်းတို့မှတ်ထားအောင် ချိုမိုပလင်းတတားတယ်။ကာပလင်းမင်းမောင်ပဲကြောက်လေလောက်တာ။အဲဟာမတရားမှုတွေကိုရှာဖွေနေတဲ့အချိုမိုပလင်းတတားဆိုတာငါပဲ။အဲ့တော့မင်းတို့နှစ်ကောင်ဖမ်းတယ်ငါနဲ့လိုက်တယ်။မင်းတို့ငါကောင်းကောင်းမွန်မွန်ပဲငါမေးမယ်။မင်းတို့စုပ်ဖွားကိုဘာလို့တတ်။အာဘဲစုပ်ဖွားမသိပါဘူး။ဘဲစုပ်ဖွားလဲကျွန်တော်စုပ်ဖွားနဲ့မသိဘူး။သိပါဘူး။ငါကောင်းကောင်းမွန်မွန်မင်းနေရတော့အကျန်းကြီးမတုံးကျင်ဘူး။ဖြည့်။မသိဘူးစုပ်ဖွားဆိုတဲ့ကောင်ကျွန်တော်မသိဘူး။တကယ်မသိတာလား။တကယ်မသိဘူး။

ဒီနေ့ကိုသားသားမျိုးမရှိရပစိုးနဲ့တည်းငါဝင်နိုင်ခဲ့တာငါဘုရားမဒီနေ့အကုန်သုံးမယ်ဟာဟာဟာဒီနေ့ခုနကငွေးနေတဲ့ပိုင်းကိုလည်းငါဒီနေ့နိုင်ရခဲ့တာငါဘုရားမှာအပြော်ဆုံးပဲဒီနေ့ကောင်ကဘာသောက်သိရှိလို့ကိုသားသားမျိုးမပလေကရောင်းတဲ့ပွဲမှာပလေကတစ်ထည်ဟုံမှတောင်းနဲ့ထောင်ပဲကြငါကြာလို့ကွာတစ်ထည်ဟုံ၅000ပေးပြီးဝယ်လိုက်တာပုံကောင်နေဘာတတ်နိုင်ဒီဟာ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 

ိတံပေးမယ်မင်းတို့တယောက်ကိုနှစ်ဖူးသုံးချက်စီတောက်哦啊哦嗯哦累累媽媽你နောက်တစ်ခါဒီလိုအမှုမျိုးကိုမင်းတို့ထပ်မကျူးလို့မေးစီဒီခါတော့မင်းတို့ကဒီလောက်ပဲအပြစ်ပေးလိုက်နောက်တစ်ခါမင်းတို့ဒီလိုဖြစ်သွားမယ်ဆိုရင်မင်းတို့ဒီထက်ပိုကြီးတဲ့ပြစ်ဒဏ်ပေးမှာတော့ကဲသွားတော့မင်းတို့သွားတော့ပြန်လို့ရပြီဟုတ်လားဟုတ် အခုအမှုတွေကကျွန်တော်ဝိုင်းကူညီပေးတဲ့ဆရာတို့ကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်။ဟုတ်နော်ဆရာတို့နောက်အမှုတွေလည်းကျွန်တော်ကူညီပေးကြပါဦး။ဟုတ်ကဲ့ကျွန်တော်ဒီကျောင်းလေးဒီမှုအောင်မြော်ရတယ်။အဲကျွန်တော်ပြန်လို့ရမယ်နော်ကျောင်းလေးပြန်ကြရအောင်။ကျေးဇူးပါမင်းတို့ကဒီလိုလူသားမှုလေးတခုတည်းကိုတဖူးတောင်းကြတော့လည်းပြီးသွားရောမင်းတို့ကငါ့ကိုတတ်သွားတဲ့လူသားသမားနှစ်ယောက်ကိုရောငါလုံးဝမကျေနပ်နိုင် မင်းတို့အကုန်လုံးငါပြန်လဲကလဲစားချေပြငါပြန်လာခဲ့မယ်ဟာ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 ကျွန်တော်စီကပလေကတ်မှာယူခြင်းနဲ့ညီကုံပေါင်းနှမများ Viber နဲ့ Telegram ဖုန်းနံပါတ်39 004 039 383ကိုဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ခင်ဗျာနော်ပလေကတ်တစ်ထည်ဦးမှကျွန်တော်12000ကျပ်တီးတီးနဲ့ရောင်းတာပါခင်ဗျာမှာယူခြင်းနဲ့ညီကို Viber ကိုလာခဲ့ကြပါခင်ဗျာ Viber ဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့လည်းမှာယူလို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ